အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ဥတ္တရတီတီမြို့နယ်ရှိစစ်တပ်ရေးစခန်းကို PLA ကဝင်ရောက်စီးနှင်ပြီးနေပြည်တော်ဝင်းကျင်အထိ PLA ကရောက်ရှိနေရယူထားပြီးဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖတ်စစ်တဲ့အခြေဆိုင်နေပြီးတော့ဥတ္တရတီရီမြို့နယ်ရှိစစ်တဲစခန်းကို PLA ကဝင်ရောက်စီးနှင်ပြီးနေပြီးတော့ဝင်းကျင်အထိ PLA ကရောက်ရှိနေရယူထားပြီးဖြစ်ကြောင်းဖြီတို့လူမျိုးရေးတက်မတော့ PLA အထွေထွေအထွင်ရေးမှုရဲဘော်နီနီကျော်ကသတင်းဌာနကိုပြောပါရတယ်။ နိုဝင်ဘာလ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥတ္တရတီတီမြို့နယ်နှင့်တက္ကသိုလ်မြို့အကြားရှိရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဝင်ရောက်စီးနှင်းခဲ့ကြောင်းအဆိုပါစခန်းမှစစ်သားများက PLA ကဝင်ရောက်စီးနှင်းချိန်စခန်းဆွန့်ခွာထွက်ပြေးသွားကြောင်းထို့ကြောင့် PLA ကစခန်း၏ကင်းကြီးမျှော်စင်များဘန်ကာများကိုဖျက်ကျော်ကစခန်းတွင်ဝင်ရောက်ခဲ့ကြောင်းရှင်းအောင်စခန်းတစ်ခုလုံးကိုရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းအဆိုပါစခန်းမှစစ်တပ်ကနှစ်နေဝင်းကျင်တက်ဆွဲထားသောစခန်းဖြစ်ကြောင်းသိရှိရပါသည် စစ်တပ်ကရမဲသိမ်းမြို့နယ်မှာစစ်ကြောင်းတစ်ကြောင်းနေပြီးတော့နေအမြန်လမ်းမှာစစ်ကြောင်းတစ်ကြောင်းအခြေဖြူစခန်းတစ်ခုမှာစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းဖြင့်နေမည်စိုးမိုးရေးစစ်ကြောင်းထိုးနေစဉ်စစ်တပ်အခြေပြုစခန်းတစ်ခုကို PLA မှဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်နိုဝင်ဘာ23ရက်နေ့တွင်လည်းအဆိုပါစခန်းတစ်ခုလုံးကိုထပ်မံရှင်းလင်းရေးလှုပ်ဆောင်ခဲ့ကကြီအချို့၊ငွေသားအချို့နဲ့စစ်သုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရမိခဲ့ကြောင်းသိရပါဗျ ကျမတို့ PLA ရဲဘော်တွေကြီးပဲဝင်ရောက်စီးနေတာအခြားဘဲတက်မှမပါပါဘူးဟုပြည်သူလူမျိုးရေးတက်မတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကရှင်းပြပါတယ်။လက်ရှိတွင်စစ်တပ်စစ်ကြောင်းနှစ်ခုကရတနာမြေအခြေပြုလုံခြုံရေးစခန်းဤအနီးကပ်ရွာနှစ်ရွာတွင်စစ်ကြောင်းထိုင်လျက်ရှိကြောင်းသိရပါတယ်။ PLA တက်များအနေဖြင့်ပျောက်ကြားစနစ်ဖြင့်နေရာပေါင်းစုံသို့ရောက်ရှိနေပြီးအချို့နေရာများတွင်မဟာမိတ်တက်များနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း PLA ကနေပြည်တော်ဝင်းကျင်အထိရောက်ရှိနိုင်ပြီဖြစ်ကြောင်း၎င်းကရှင်းပြပါတယ်။ PLA ကပျောက်ကြားစစ်ဆင်နေတာဆိုတော့အချို့ဒေသတွေကိုဝင်ရောက်နေရယူနိုင်ပြီးအချို့နေရာတွေကျတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတယ်။အဲ့ဒီနေရာကတော့ ဟိုတစ်ခေါက်ကလေးကဗိုလ်ကြီးတွေဖမ်းမိတာတွေရှိသေးတယ်လေအဲဒီနာကလှုပ်ရှားနေမြေပေါ့နော်ကျမတို့ရဲဘော်တွေကတော့သူတို့ရဲ့ရဲစွမ်းတတိကိုကျမတို့ချီးကျူးပါတယ်ကျမတို့မှာရှိတဲ့အင်အားနဲ့အမြဲတမ်းတိုက်ချင်ခိုက်ချင်စိတ်တွေရှိတယ်ဖြီးသူဘက်ကကောက်ခွဲပေးချင်စိတ်ရှိတယ်ဒီလောက်အင်အားကြီးမားတဲ့ရန်သူတွေကိုတတိရှိရှိနဲ့ဖြတ်ထုံးညံရှိရှိနဲ့တိုက်ပွဲတွေပေါ်ဆောင်တဲ့အပေါ်သူတို့ကိုလေးစားတယ်ခုံလဲခုံယူတယ်ဝမ်းလေဝမ်းမြောက်မိပါတယ်ဟုပြည်သူ့လူမျိုးရေးတက်မတော် PLA အထွေထွေအတွင်းရေးမှုရဲဘော်နီနီကျော်ကသတင်းဌာနကိုပြောကြားပါတယ် ဆက်လက်ပြီးမောတော်စကန်သိန်းတိုက်ပွဲ120မမလက်နက်ကြီးနှစ်လက်အပါဝင်လက်နက်ခဲယမ်းတွေတင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းမြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့မောတော်နယ်စပ်စကန်ကိုကရင်အမျိုးသားအစည်းအရုံး KNU KNL နေတဝက်ခရိုင်တပ်မဟာလီဖူးပေါင်းတပ်တွေကဒီကနေ့နိုဝင်ဘာ14ရက်မနက်ပိုင်းမှာတိမ့်ပိုက်နိုင်ခဲ့ရာ120မမလက်နက်ကြီးနှစ်လက်အပါဝင်လက်နက်ခဲယမ်းတွေတင်ပိုက်ရရှိခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။ မောတော်နယ်ဆက်စခန်းကိုတော်လရင်ပူပေါင်းတပ်တွေက၃လလောက်ပိတ်ဆို့ဖျက်တောက်ပြီးနိုဝင်ဘာ၁၇ရက်မနက်မှာထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲလျက်မြောက်နိုဝင်ဘာ၁၄ရက်မနက်စောမှာစစ်ကောင်စီတပ်တွေထွက်ပြေးသွားတာဖြစ်ပါတယ်။စစ်ကောင်စီကနိုဝင်ဘာ၁၀ရက်ညကလေးကလက်နက်ကြီးတွေပစ်ခတ်တာလေကြောင်းပစ်ကူပေးတာတွေလှုပ်ဆောင်ခဲ့ပေမဲ့နယ်ဆက်ကုံသွေးရေးစခန်းကိုထပ်မံသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 120မမနှစ်လက်တော့ပါရပုံအကုန်လုံး APC နေမြေရှင်းလင်းနဲ့အပိုင်မပြီးသေးဘူးလို့စစ်ရေးတရင်ရေးမြက်ကလက်နက်ခရံသိမ်းပိုက်ရရှိမှုအခြေအနေကိုပြောပါရယ်မောတော်စခန်သိမ်းပိုက်နိုင်မှုကို KNU မိတ်တဝဲခရိုင်ပြောရေးဆိုခွင့်ရှိသူ Professor Anna ကအတည်ပြုပါရယ်လက်နက်ခရံသိမ်းပိုက်ရရှိမှုတွေရှိပေမဲ့မြေပြင်တရင်တွေအသေးစိတ်မသိရသေးဘူးလို့ပြောပါရယ် မောတောင်စခန်းဟာစစ်ကောင်စီအင်အားတရာလောက်တက်ဆွဲထားတဲ့စခန်းဖြစ်ပါတယ်။စစ်ကောင်စီကမောတောင်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်ဖို့2024နှစ်ကုန်ပိုင်းကလေးကထိုးစစ်ဆင်နေပေမယ့်သူတို့ရည်မှန်ချက်မအောင်မြင်ပေနေဆက်ကုန်သွယ်ရေးစခန်းကိုပါလက်လွတ်လိုက်ရတာဖြစ်ပါတယ်။မောတောင်နေဆက်စခန်းဟာအရင်က KNU မိတ်တဝဲခရိုင်တနင်္သာရီမြို့နယ်ဌာနချုပ်အခြေဆိုင်ရာနေရာဖြစ်ပြီးစစ်တပ်က1992မှာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း33နှစ်အကြာမှာပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KNU တမဟာလီနဲ့တော်လရေးပူပေါင်းတပ်တွေဟာစစ်ကောင်စီရဲ့ထိခိုက်နေဆက်စခန်းအပါဝင်မြန်မာထိုင်းနယ်စပ်တလျှောက်ကစစ်ကောင်စီစခန်းတွေကိုအခုနှစ်တွင်မှဇက်တက်တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ကျွန်မတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးရွှေလန်းချမ်းမြေကြပါစေရှင်။